မလေးရှားဆိုရကမြန်မာပါဝင်ပြည်ပရွှေပြောင်းလှူသားများကိုရှောင်းတခင်ဝင်ရောက်ဆစ်ဆီးပြီးဖမ်းဆီးမှုများရှိနေရာတတိထားအလုံးလုံးကင်နေကြရတယ်လို့မလေးရှားရောက်မြန်မာလှူသားချို့ကပြောကြပါတယ်။မေလာပိုင်းမှာစတင်ကမလေးရှားဆိုရကအော်ပရာစီဖြစ်မြန်မာပါဝင်ပြည်ပရွှေပြောင်းလှူသားများကိုရှောင်းတခင်ဝင်ရောက်ဆစ်ဆီးပြီးအထောက်အထားမပြည့်စုံသူများကိုစရိုက်ဖမ်းဆီးမှုများဆောင်ရွက်လာခြင်းဖြစ်ပါတယ်။ဒီလာတော်တော်ဆိုရယ်ဗျာ ညဘက်အိပ်ရာတော်မှာကောင်းကောင်းအိပ်လို့မရဘူးဘယ်ချိန်အော်ပရာစီဝင်မလဲကြောက်နေရတယ်အလုတ်ခွင်မလေးစိတ်ချလက်ချမနေရဘူးအော်ပရာစီကအလုတ်သေးကိုတောင်ဝင်တာနေရတာအဆင်မပြေဘူးလို့မလေးရှားနိုင်ငံပြည်နယ်ပြည်နယ်မှာအလုတ်လုတ်ကန်လျက်ရှိတဲ့မြန်မာလုံသားတအူးကပြောပါတယ် ပြည်ပလုံသားများအလုံးလုံးကိုင်းနေတဲ့နေရာများစုကိုရဲချုပ်ကားများပါအစင်းတင်ခေါ်ယူထားပြီးအထောက်ထားမပြေဆုံးသူများကိုတဘာတဲ့ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့မလေးရှားရောက်မြန်မာလုံသားတအူးကပြောကြားပါတယ်။ရဲကားလာရဲ့ပြီးဆိုရင် ဆိုရင်နေရာတွေ ဘာလို့လဲဆိုတာသတိထားနေရတယ်ဒီမှာအများစုကမြန်မာဘင်္ဂလားရယ်အင်ဒိုရယ်များတွေတခြားနိုင်ငံသားတွေကအဲ့ဒါလောက်မများဘူးလို့မလေးရှားနိုင်ငံဆာလာရန်မှာအလုပ်လုပ်ကိုင်းနေတဲ့မြန်မာလူသားတဦးကပြောကြပါတယ်ဇော်လာ23ရက်ကလည်းမလေးရှားနိုင်ငံမလကာပြည်နယ်မာကိုတာပဝန်းကျင်မှာအော်ပရာစီဝင်ရောက်ဖမ်းဆီးရာမြန်မာလူသားအများစုပါသွားကြောင်းမလေးရှားရှိမြန်မာလူသားများထံမှသိရပါတယ် မလေးရှားအာဏာပိုင်များကဝင်ရောက်စစ်ဆေးရာမှာစစ်ရုံအလုံးယုံများတာမကဈေးဝယ်ဆန္ဒများစားတောင်းဆိုင်တန်းများအထိပါဝင်ရောက်စစ်ဆေးကဖမ်းဆီးခြင်းဖြစ်ကြောင်းမလေးရှားရှိမြန်မာလုံသားများကပြောကြပါသည်အခုစစ်တာတွေကတော့တော်တော်ကြမ်းနေမြန်မာတွေမကဘူးတခြားပြည်ပနိုင်ငံသားတွေကိုပါစစ်ဆေးနေတာဇာတောက်ဆိုင်တန်းတွေရောဈေးဝယ်စင်တာတွေရောကိုပါဝင်စစ်တာလို့မလေးရှားနိုင်ငံပြည်နှင်းပြည်နယ်မှာအလုပ်လုပ်ကြရရှိတဲ့မြန်မာလူသားတအုပ်ကပြောကြပါဗျာ